မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မိုးမောင်မြို့နယ်ကုန်းလောရွာအနီးမန်တောင်ရွာပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအမှတ်88ချင်းမြန်တပ်မဌာနချုပ်ကတပ်မမှုဘုံမှုချုပ်မင်းထွတ်ဦးတိတ်ဆုံသွားကြောင်းကို KIA ကအတည်ပြုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ29ရက်နေ့ညနေ4:00အချိန် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ခရာဘွန်ဝမ်ရဲဘွန်စခန်းတွေကထွက်ပြေးလာကြတဲ့တပ်မ88စစ်ကြောင်းများတိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာအမှတ်88တပ်မမှုဘုံမှုချုပ်မင်းထုတ်ဦးတေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ထွက်ပြေးလာကြတဲ့တပ်မ88ကစစ်ကြောင်းတွေဟာမန်တောင်ကျေးရွာနဲ့တခြားကျေးရွာတွေမှာတပ်ဆွဲနေထိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တပ်မ88တပ်မမှုဘုံမှုချုပ်မင်းထုတ်ဦးတေဆုံးတာကိုစစ်တပ်ကသတင်းရင်းမြစ်တွေကလည်းအတိပြုထားတယ်မန်တောင်တိုက်ပွဲမှာတေတာလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ် ဗိုလ်မှူးချုပ်မင်းထွန်းဦးဟာစစ်တပ်ကတော်အပစင်40နှစ်ကြောင်းစင်းဖြစ်ပြီးတော့2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန်စာငါမြင်ဆောင်2024နဲ့စစ်မှုထမ်းကောင်းအမှတ်တံဆိပ်ကိုချီးမြှင့်ခြင်းခံရရသူဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့2021ခုနှစ်အတွင်းမှာကချင်ပြည်နယ်မုံမောင်းမြို့နယ်မှာ KIA ကပြစ်ချလိုက်လို့ပြတ်ကျခဲ့ရတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ရဲ့အစိပ်ပိုင်းတွေကို KIA ကတင်ယူလိုက်တဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုမှာပြန်လည်တွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်မေလကကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်နယ်ကုံလော်ချားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အစိတ်အပိုင်းတွေကိုပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။အခုလိုမျိုးပြစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်မှုနဲ့ဘူကြီးနဲ့တက်ကြကြီး၃ဦးတို့တေဆုံးခဲ့ရတယ်လို့သိရပါရတယ်။ KIA ကပြစ်ချခဲ့တဲ့အတွက်ကြောင့်ပြစ်ချခဲ့တဲ့အဲ့ဒီ MI35P တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ American Dollar 36တန်တန်ကြီးရှိတယ်လို့သိရပါတယ်။အဲ့ဒီကာလမှာစစ်ကောင်စီရဲ့ရဟတ်ယာဉ်ပြတ်ကျခဲ့ခြင်းမရှိဘူးလို့စစ်ကောင်စီကလိန်လယ်ပြီးတော့သတင်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်စကန်းသိမ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ KNU တပ်မဟာ9နယ်မြေဖာပေါ်မြို့နယ်မှာရှိတဲ့ခလာရ16တပ်ရင်းနဲ့စစ်လက်နက်ပစ္စည်းတပ်ရင်းစာစာနာ64နှစ်တို့ကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စတာ29ရက်နေ့မှာခလာယာ19နဲ့စဆနာ642တည်ရင်တို့ကိုတိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ပြီးတော့စစ်လက်နက်ပစ္စည်းအများအပြားကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။မကြာမီမှာလည်းသတင်းတွေကိုတရားဝင်ထုတ်ပြန်ဖို့ရှိတယ်လို့တော်လိုင်းသတင်းအမြစ်ကပြောဆိုခဲ့ပါတယ်။မက်စတာ19ရက်နေ့ကနေစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့စဘခ1ရတခလက်အောက်ခံတည်ရင်စခန်းတွေတည်ရှိတယ်။မဲတယိုးဝေနောင် တကွန်တိုင်းနဲ့ဝေစာရဲ့ကူလူဆက်သွေးလမ်းနေအားလုံးကိုပိတ်ဆို့ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီးတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့မှာဖာပေါ်မြို့ကို KNL PDF အပါဝင်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေကတိတ်ပိုက်ထိန်းချုပ်လိုက်ပြီးတော့မြို့ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံးဝမရှိတော့ဘူးလို့သိရပါတယ်။ KNB နဲ့ဖာပေါ်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဗျူဟာအခြေချစဘခတက်ရတခလက်အောက်ခံတရင်များအားလုံးတည်ရှိတဲ့ ကူလူဆက်သွယ်ရေးလမ်းများအားလုံးကို KNU တပ်မဟာ9နဲ့တော်လိုင်းတပ်ဖွဲ့တွေအားလုံးကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတယ်ဆိုတဲ့အကြောင်းကို KNU တပ်မဟာ9ကမတ်လ24ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ကြောင်းသတင်း ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့ Sky One Construction Company ကိုတာဝန်ယူဆောင်ရွက်ပေးနေတယ်တာဝန်ခံနေဆောင်မြင့်ကားပေါ်တက်တဲ့အချိန်မှာအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ30ရက်နေ့ည9:30မိနစ်အချိန်မှာရန်ကင်းမြို့နယ်ဘောက်ထော်ပူရိုင်လမ်းမှာရှိတဲ့တရတ်ဘာအနီးမှာမင်းအောင်လည်းရဲ့တားဖြတ်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့ Sky One Construction Company ကိုတာဝန်ယူဆောင်ရွက်ပေးနေတယ်။တာဝန်ခံနေဆောင်မြင့်ကားပေါ်အတက်မှာအဝေးထိန်းမိုင်းကိုအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာစေယုံကားနဲ့စစ်ကားတွေရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။မင်းအောင်လည်းရဲ့တားအောင်ပြေဆုံးရဲ့ Sky One Construction ကိုတာဝန်ယူပေးနေတဲ့နေဆောင်မြင့်ကသူ့ကားပေါ်အတက်မှာဖောက်ခွဲတိုက်ခိုက်လိုက်တာပါ။ ်ခွေးကားနဲ့ဆေးရုံကားတွေရောက်လာတယ်။နောက်ဆုံးထောက်လိုင်းရေးသတင်းအရတော့ကားပြတ်စီးတယ်လို့သိရတယ်။လူကတော့ဘလောက်ထိခိုက်လဲဆိုတာအတိအကျမသိရသေးဘူး။တေချာပေါက်ထိမှာပါလို့ Operation Flame OF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကသတင်းပေးပို့လာပါတယ်။မင်းအွန်လိုင်းရဲ့တားဖြတ်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့ Sky One Construction မှာတာဝန်ယူဆောင်ရွက်ပေးနေတဲ့နေစော်မြင့်ဟာအရင်ကမြို့တော်ဝင်ဟောင်းဦးလှမြင့်ရဲ့တားဖြတ်ပြီးတော့လက်ရှိအာနာသိန်းအကြမ်းဖက်စစ်ကောင်းဆောင် မင်းအောင်လိုင်ရဲ့တားဖြတ်သူအောင်ပြည့်စုံကိုနောက်ွယ်ကနေပြီးတော့စီးပွားရေးလုပ်ငန်းတွေအဓိကကူညီပံ့ပိုးပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဆက်စင်ရေးပြစ်မှတ်ဖြစ်နေတတ်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုဆက်စင်ရေးကို Operation Flame OF ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့အများပြည်သူကိုအတင်းအဓမ္မစစ်ကြုံပြုတ်နေတဲ့အကြမ်းဖက်စစ်တပ်နဲ့အားပေးအားမြောက်ဝိုင်းဝန်းလှုပ်ဆောင်နေတဲ့သူတွေအားလုံးကိုစီးရေးပြစ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame OF ကကြေညာထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကုန်းသွေးရိတ်ဂိတ်ရှိတဲ့လွယ်ကျယ်မြို့ကို KIA တပ်ဖွဲ့တွေကပြီးခဲ့တဲ့ Master 28ရက်နေ့ကနေစတင်ပြီးတော့ဝိုင်းရံပိတ်ဆို့ထားတော့လေလွယ်ကျယ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့တရုတ်အစိုးရက KIA ကိုဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဖိအားပေးမှုကြောင့်လွယ်ကျယ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ဝိုင်းရံပိတ်ဆို့ထားတဲ့ KIA တပ်ဖွဲ့တွေကို KIA ဗဟိုကစိုင်းငံ့ထားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်လွယ်ကျယ်ကို KIA တပ်ဖွဲ့တွေ၄ဘက်၄တန်းပိတ်ဆို့ထားတာ၃ရက်လောက်ရှိနေပြီ လွယ်ကျန်မြို့မှာတရုတ်ပြည်ဖြတ်ကျော်တဲ့နေဆက်ကုံသွဲရေးဂိတ်ရှိတာမို့လို့တရုတ်အစိုးရက KIA ကိုတိုက်ခိုက်သိမ်းပိုက်တာမျိုးမလုပ်ဖို့ဖိအားပေးနေတယ်လို့ကြားထားတယ်။ဒါကြောင့် KIA ဗဟိုကလွယ်ကျန်ကိုဝန်းရံထားတဲ့ KIA စစ်ကြောင်းတွေကိုတိုက်ခိုက်မိန့်ဆိုင်းငံ့ထားတယ်လို့သိရပါတယ်။နေဆက်ကုံသွဲရေးနေဆက်ဖြတ်တန်းရေးတွေနဲ့ပတ်သက်ပြီးတော့အစိုးရအချင်းချင်းကြားမှာပဲဆွေးနွေးလို့ရတာမျိုးဖြစ်တဲ့အတွက် KIA ကအစိုးရမဟုတ်လေတော့ကုံသွဲရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိလာနိုင်တာကြောင့်တရုတ်ဘက်ကအခုလိုမျိုးဖိအားတွေပေးနေတာမျိုးဖြစ်နိုင်မယ်လို့ပြောဆိုနေကြတယ်လို့သိရပါတယ်။ လွယ်ကျယ်မြို့ကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့အတွက်တရုတ်ဘက်ကဖိအားပေးမှုအပေါ်မှာဒေသခံကချင်လူမျိုးတအုပ်ကအခုလိုမျိုးဝေဖန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။လွယ်ကျယ်မှာနေဆက်ကုံသွဲရေးဂိတ်ရှိလို့နေဆက်ကုံသွဲရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအစိုးရအချင်းချင်းသာဆုံးဖြတ်နိုင်တာကြောင့်မို့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ KIA ကိုတိုက်ခိုက်သိမ်းပိုက်တာမျိုးမလုပ်ဖို့တရုတ်ဘက်ကဖိအားပေးနေတယ်ဆိုတော့မေးခွန်းတွေမေးစရာတွေပေါ်လာတော့တာပေါ့။ရှမ်းမြောက်မှာလည်းနေဆက်ဖြတ်ကျော်ကုံသွဲရေးမျိုးနှစ်ခုကိုအစိုးရမဟုတ်လေတဲ့ MNDA တပ်တွေတင်ထားတာရှိတယ် ကျူကုတ်ပန်ဆိုင်မျိုးနဲ့လောက်ကိုင်းမျိုးတို့လို့ပေါ့အဲ့ဒီမျိုးတွေကိုတောင်မှ MNDAA ကတင်းလို့ရတဲ့ဟာပြီးတော့ MNDAA ကိုတောင်မှတရုတ်ဘက်ကနေပြီးတော့အတိမတ်ပြုတ်ပြီးအခုတောင်နေဆက်မှာကုံသွေးရေးနဲ့ဖြတ်တန်းသွားလာရေးတွေကိုတရားဝင်လုပ်နေကြပြီလေဒါကူများ KIA ကိုကြတော့လွယ်ကျဲကိုမသိမ်းနဲ့ဆိုပြီးတော့ဖိအားပေးနေတာကြတော့တရားသလားကျွန်တော်တို့အမြင်တော့လွယ်ကျဲကို KIA ဘက်ကအမြန်ဆုံးတင်းလိုက်ဖို့လိုပြီးတရုတ်ရဲ့လောင်းရိပ်ကိုပြက်ပြက်သားသားရဲရဲရင်ရင်ဖြတ်တောက်လိုက်ဖို့လိုပြီးလို့ပြောဆိုခဲ့ပါတယ်လွယ်ကျဲမျိုးကိုတရုတ်ဘက်ကိုတင်ပို့ဖို့ကုံစီများ တင်ဆောင်ထားတဲ့ကုန်တင်ရင်တွဲကားတွေအစီးတထောင်ကျော်ပိတ်မိလျက်ရှိတယ်လို့သိရပါတယ်။မိုးမောင်းမြို့နယ်လွယ်ကျံမြို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးဘေးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ရော်ယုံဘူးဟာမဒန်ဘုံတပ်စခန်း၊လော့မွန်တပ်စခန်း၊ငါဂရန်တပ်စခန်း၊ဗန်ယောင်တပ်စခန်း၊ရှန်တိုင်းဘုံတပ်စခန်း၊လော့ဒန်တပ်စခန်းနဲ့တခြားစခန်းငယ်၃ခုတို့ကို KIA တပ်ဖွဲ့တွေကမတ်လ28ရက်28ရက်နေ့ဒီမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်ရှိမှာလွယ်ကျံမြို့ကိုအင်အားအလုံးရင်းနဲ့ပိတ်ဆို့ထားဆဲဖြစ်တယ်လို့သိရပါတယ်။ မက်လ9ရက်နေ့ကနေစတင်ခဲ့တဲ့ KIA ရဲ့စီရေး၃ဘတ်တာကာလအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်စုစုပေါင်း90ကျော်ကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမြင်းမှုမျိုးနယ်ကံဖြားဇရက်နယ်ထီဆောင်ကျေးရွာတွေကြားမှာဘူဒိုဇာကားနဲ့မိုင်းရှင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်စလာ30ရက်နေ့မွန်လွဲ2နာရီခန့်ကသခိုင်းမုံရွာလမ်းမတစ်လျှောက်ဘူရိုဇာကားနဲ့ထိုးပြီးတော့မိုင်းရှင်အားမှာလုံခြုံရေးယူပိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား80ခန့်ကိုစနိုက်ပါလက်နက်ငယ်တွေနဲ့စောင့်ကြိုပြီးတော့ပုံးချိန်ပြစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။သခိုင်းမြို့နယ်နှုံတွင်ကျေးရွာကနေပြီးတော့မြင်းမူဘက်ကိုမိုင်းရှင်ထွက်လာတာမုံရွာမန္တလေးလမ်းတစ်လျှောက်ကိုဘူရိုဇာနဲ့လိုက်ထိုးပြီးတော့ရှင်းနေတာဗျ။နှစ်ရက်လောက်တော့ရှိပြီ။အခုမှမြင်းမူမြို့နယ်တဲကိုရောက်လာတာ။ချောင်းမြို့နယ်ထဲမှာဘူရိုဇာကားတစ်စီးနဲ့ပဲရှင်းနေတာ ဒီကားကတော့သခိုင်းမျိုးနယ်နဲ့မြင်းမှုမျိုးနယ်အဆက်မှာရှိတာလို့မိုးညို Revolution Force တပ်ဖွဲ့ကတာဝန်ရှိသူတဦးကသတင်းပေးပို့လာပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ဘူရိုဇာကားဟာထီးဆောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ဒီကနေ့မနက်ပိုင်းမှာမြင်းမှုမျိုးဘက်ကိုတဖန်ပြန်လည်ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမိုးညို Revolution Force MNRF တပ်ဖွဲ့ Pentagram ၅000ကျဲ KDDF နဲ့ ကြောက်ဆယ်ခရိုင်တရင်တရင်နှစ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ